ရွှေရံကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ငလျင်ပေးအတွက်မြန်မာနိုင်ငံစီကုံသည်နှင့်စီလုံငန်းရှင်များကစက်သိန်းတသောင်းဝင်ခြင်းအထိလှူဒန်းသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံစီကုံသည်နှင့်စီလုံငန်းရှင်များအသင်းအလုံအမှုဆောင်ဖွဲ့ဟာငလျင်ဘေးရန်နေရုံတွင်နေရသူများကိုတက်ဆွမ်းသမျှကုညီဆောင်ရွက်ပေးရန်ဆုံးဖြတ်ထားကြပြီးစက်သိန်းတသောင်းဝင်ခြင်းအထိလှူဒန်းသွားရန်ရည်ရွယ်ထားကြောင်းအသေးပေးထုတ်ပြန်ချက်အရသိရပါသည်။ မတ်လ30ရက်နေ့အလုံအမှုဆောင်အထူးအစီအဝေးဆုံးဖြတ်ချက်တွင် အသိရရန်ပုံငွေမှစက်သိန်း3000ကိုမှတည်ထားပြီးငလျင်ဘေးကိုစိုးဝါစွာခန်းစားခဲ့ရတဲ့မန္တလေးမြို့နယ်မန္တလေးတိုင်းဒေသကြီးအတွင်းမှမြို့များစကိုင်းနေပြည်တော်နဲ့တောင်ကြီးအင်းလေးအောက်ပန်းမြို့များရှိငလျင်တန်းခန်းစားပြီးလိုအပ်နေသူများအားချက်ချင်းကူညီပေးတော်မှာဖြစ်တယ်လို့သိရပါဗျာ။ အလွန်ငွေ7သိန်း9000အပြင်50သားစီဘူပေါင်း3သိန်း7သိန်း4000ခန့်တန်ဖိုးအားလဲလှူဒါန်းသွားမယ်လို့သိရပါရဲ့ရှင်